2005ရာသီမှာတင်ခဲ့တဲ့ Chelsea ရဲ့တရားစီလုံး15ဂိုးပဲပေးခဲ့ရတဲ့စံချိန်ကိုဒီရာသီမှာ Arsenal ချိုးဖြတ်သွားမှစိုးရိမ်နေတဲ့ John Terry ပြည်ထောင်အားလုံးပဲမင်္ဂလာပါများ Blue Lion King ကတင်ဆက်နေပါတယ် Chelsea နောက်ခံလူဟောင်း John Terry က Arsenal နေနဲ့ Chelsea ရဲ့ Premier League ဘေးကိုအနေဆုံးစံချိန်ကိုချိုးဖြတ်နိုင်မှာလားဆိုတာကိုဖြေပေးသွားခဲ့ပါတယ်ကျွန်တော်ကတော့အခုနည်းနည်းတော့စိုးရိမ်နေပြီလို့ပဲပြောရမှာပါသူတို့ရဲ့အပတ်စဉ်ကစားမဲ့ပွဲတွေကိုကြည့်ခဲ့ပြီးဘယ်ပွဲမှာသူတို့ဂိုးပေးရနိုင်မလဲကြည့်နေခဲ့ပါတယ် ါမဲ့သူတို့ကိုချီးကျူးရမယ်လို့ကျွန်တော်ပြောရလိမ့်မယ်သူတို့ကအခုချိန်မှာအရန်ကောင်းနေတဲ့ပုံပေါ်ပါလိသူတို့ကကျွန်တော်တို့ရဲ့စံချိန်ကိုချိုးဖြတ်ဖို့အတွက်ကြတော့အရန်များလို့နေရလို့ထင်နေသေးပေမယ့်အမှန်တိုင်းဝင်ခံရရင်တော့ကျွန်တော်နည်းနည်းစိတ်လှုပ်ရှားနေပါတယ်ဆိုပြီးတော့တယ်ရီကပြောသွားခဲ့တာပါချယ်ဆီရဲ့2004-2005ပရီးမီးယားလိရာသီဟာအင်္ဂလန်ဘောလုံးသမိုင်းမှာ ်ဘေးကိုအ ਨੇ ဆုံးစံချိန်မှတ်တမ်းကောင်းတစ်ရက်ဖြစ်ဒီနေ့ထက်တိုင်ကျန်ရည်နေစေဖြစ်ပါရည်အဲ့ဒီယာတီကတော့အိုဇီမော်ရီညိုရဲ့ချက်စီနီးပြဘောကပထမဆုံးယာတီဖြစ်ပြီး The Special One ဆိုတဲ့နာမည်ကိုသူစတင်ရရှိခဲ့တဲ့ယာတီပဲဖြစ်ပါရည်ဒီယာတီရဲ့ထူးခြားချက်တွေကိုကြည့်မယ်ဆိုရင်ပွဲစဉ်ပေါင်း38ပွဲကစားခဲ့တယ်ဘေးကို59ကိုသာပြီးခဲ့ရတယ်ကိုမပြီးရတဲ့ပွဲပေါင်း25ပွဲရှိခဲ့တယ်ဂျပန်စုကို65မှတ်နဲ့ရရှိခဲ့တယ်ဆိုတဲ့စံချိန်မှတ်တမ်းကောင်းတွေကိုတပုံတပင်မြင်တွေ့ခဲ့ရပါရည်ဒီစံချိန်ကိုထူထောင်နိုင်ခဲ့တဲ့အဓိကသောချက်တွေကတော့ခန်းစစ်ပိုင်းကြည့်လက်သိသိလွန်းတာပါ ကစားမိုင်းဟာခန်းစည်ပိုင်းခုခံကာကွယ်ရေးမှတာဝန်ယူမှုရှိပြီးတော့အဖွဲ့လိုက်ခန်းစည်ကစားပုံကိုတရားလေ့ကျင့်ထားကြတာကြောင့်ဖြစ်ပါတယ်။ John Terry, Gavelho, Gallas တို့ဟာကဘာစင်ခန်းစည်ကစားမားတွေဖြစ်သူတို့ရဲ့ခွန်အားတွေကိုပြေဝပေးခဲ့ကြပါတယ်။ Terry နဲ့ Gavelho တို့နှစ်ယောက်ကအဘိုးခန်းစည်အတွဲဖက်ဖြစ်ပူပေါင်းကစားနိုင်မှုဟာအံ့အသင့်စရာကောင်းလောက်မှကောင်းမွန်ခဲ့ပါတယ်။ Peter Check ကဒီရာသီမှာဂိုမပေးရတဲ့ပွဲ20ကျော်ပိုင်ဆိုင်နိုင်ခဲ့တာပါ။သူရဲ့စွမ်းဆောင်ရည်ကောင်းတွေကလည်း Chelsea ကအမှန်အများကြီးရရှိခဲ့တာဖြစ်ပါတယ်။နောက်ပြီးကွင်းလက်လူမာကီလီလီရဲ့ခုခံမှုကို ားတာတဲ့ကစားနည်းဟာဖြစ်အကောင်းကောင်းအသုံးချနိုင်ခဲ့တာအကြောင်းလေးပါပါလိမ့်မယ်။မော်ရီညိုသွားခဲ့တာကဘောလုံးပိုင်ဆိုင်မှုကိုလေးပေးတာထက်တိုက်စင်ခွင်လန်းကိုစောင့်ဆိုင်ပြီးတော့ထိထိရောက်ရောက်အသုံးချတဲ့နည်းဟာဖြစ်ပါလိမ့်။အဲဒါကြောင့်လည်းချဲစီဟာတရားစီတွင်းမှာ15ကိုပဲပေးခဲ့ရတဲ့စံချိန်မှတ်တမ်းကောင်းတစ်ရက်ကိုအခြားသင်းတွေလိုက်မိဖို့ခက်ခဲအောင်လို့တင်ရှိထားနိုင်ခဲ့တာပါ။အာစနီဟာလက်ရှိရာသီမှာအင်အားသင့်စရာကောင်းလောက်တဲ့ခန်းစစ်ပိုင်းစွမ်းဆောင်မှုတွေကိုပြသနေပါလိမ့်။အာရီတာရဲ့ဒုတိယမျိုးဆက် project ကအသေးပွင့်နေစတင်မြင်ရပြီလို့ဆိုရမှာပါ။အာစနီဟာပရီးမီးယားလိဆယ်ပွဲကစားထားပြီးချိန်တုန်းက ပေကို3ခုတာရှိခဲ့ပြီးတော့ပွဲစဉ်7မှာတော့ဆန်လန်းကိုတပွဲတည်း2ခုပေးခဲ့ရတာကြောင့်ပေကိုရှိစုပေါင်း5ခုရှိသွားခဲ့ပါပြီ။ဒီအောင်မြင်မှုရဲ့နောက်ကရအကြောင်းရင်းတွေမှာကာရီယာဥဆောင်တဲ့အာစနယ်ခန်းစီအကြောင်းကအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။သူရဲ့ခနာကိုတန်မာမှုအတွေးခေါ်ရှိမှုလေမြန်တိုင်းမြန်ဆန်တဲ့အရှိဟုံတွေကပြိုင်ပွဲတိုက်စစ်မှုတွေအတွက်အိမ်မက်ဆိုးတစ်ခုပါပဲ။ဒါပြင်ဒီကန်ဘောတွေမှာအာစနယ်အတွက်ဂိုးရီတောက်လျှောက်သင်းယူပေးလိုက်ဖန်တီးပေးလိုက်နဲ့ကာရီယာကလှုပ်ချင်တိုင်းလှုပ်နေတာပါ။ ပီရိုဟင်ကပီနဲ့ခရစ်စတန်မိုက်စကီယာတို့ရဲ့ရောက်ရှိလာမှုကအာဆင်နယ်ခန်းစစ်ကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ချယ်ဆီ2004-2005နဲ့အာဆင်နယ်2025-26ကိုနိုင်ရှင်ကြည့်မယ်ဆိုရင်စေဝင်စားဝယ်ရာတူညီချက်တွေနဲ့ကွဲပြားချက်တွေကိုတွေ့ရမှာပါ။တူညီတဲ့အချက်တွေကတော့ကစားမားရဲ့ခန်းစစ်ပိုင်းကာကွယ်တာဝန်ယူမှုကမ္ဘာအဆင့်နောက်တန်းကိုသမားရဲ့စွမ်းရည်နဲ့နီးပြားတဲ့ရှင်းလင်းတဲ့ဗျူဟာတို့ဖြစ်ပါတယ်။ကွဲပြားတဲ့အချက်တွေကတော့ချယ်ဆီကကောင်တာအတက်ကင်ကိုအခြေခံနေအာဆင်နယ်က possession base ကိုအခြေခံတာဖြစ်ပါတယ်။ ဂျွန်ဒယ်ရီကသူ့ရဲ့ချယ်ဆီဘောတစ္ဆာရှိမှုနဲ့ဘောလုံးကိုချင်းမြတ်နှုတ်မှုကြားမှာဒီဟာဖြစ်နေတဲ့ပုံစံရှိပါတယ်။တပတ်မှာသူ့ရဲ့ဂုံယူစရာဆန်ရှင်ကိုထိမ့်သိမ်းချင်ပေမဲ့တပတ်မှာလည်းအာစနယ်ရဲ့ရည်သွေးကိုအတိမတ်ပြုတ်ကျင်နေပါတယ်။လူမျိုးခန်းစားချက်ဟာကမ္ဘာအကောင်ဆုံးကစားမဟောင်းနေမှာသာရှိတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။သူတို့ဟာသူတို့ရဲ့အတိတ်အောင်မြင်မှုတွေကိုဂုံယူကြကြပြီးမဲ့ဘောလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းလက်ခံတတ်ကြပါတယ်။ဘောလုံးဟာအမြဲတမ်းပြောင်းလဲနေတဲ့အာကစားဖြစ်ပါတယ်။ဆန်ရှင်တွေဟာချိုးဖျက်ဖို့အတွက်သာရှိတာပါ။ချယ်ဆီရဲ့2004-2005စံချိန်က20နီးပါးကြာရည်တည်နိုင်ခဲ့တာကိုက အားအသင့်စရာဖြစ်ပါတယ်။အခုတော့အာစနီဟာဒီဇိုင်းချင်းကိုစိန်ခေါ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးပွဲမှာဆန်ဒလန်ကိုတပွဲတည်းနှစ်ဂိုးပေးခဲ့ရတာကိုကြည့်ရင်တော့ချဲစီရဲ့စံချင်းကိုချိုးဖျက်နိုင်မှုအတွက်မလွယ်လောက်ဖို့လို့မြင်မိပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ကွန်မန့်ကနေဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါဦးခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။